ကာကွယ်ရေးတပ်တွေတင်ထားတဲ့စကိုင်းတိုင်းကဗမောက်မြို့ကိုစစ်ကောင်စီတပ်နဲ့ရှမ်းနေတဲ့ SNA တို့ကအင်အားတစ်ထောင်လောက်သုံးပြီးတံပြန်ထိုးစစ်ဆင်နေတယ်လို့ဒေသခံတွေနဲ့စစ်ရေးသတင်းရင်းမြစ်တချို့ပြောပါရယ်ဒီလိုတံပြန်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ SNA တပ်တွေကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်နေတာကြောင့်နေ့စဉ်တိုက်ပွဲဖြစ်နေတယ်လို့ဆိုပါရယ်အောက်တိုဘာ၈ရက်နေ့ကဗမောက်မြို့နဲ့သုံးမိုင်ခန့်အကွာအထိရောက်လာပြီးဒေသခံလူမျိုးစုဖြစ်တဲ့ကဒူးတိုင်းရင်းသားတရာကျော်လောက်ကို SNA ကမျက်နှာအဝတ် CB ခေါ်သွားတယ်လို့မြို့ကန်သတင်းရှင်းမြစ်က People's Spring ကိုပြောပါတယ်။ဖန်ခေါ်ခံရတဲ့ကဒူးတိုင်းရင်းသားတွေဟာဗမောက်မျိုးအနောက်ဘက်ခြမ်းကအလဲရွာနဲ့ဆက်တော်ရွာဒေသခံတွေဖြစ်တယ်လို့သိရပါတယ်။ထိုးစစ်ဆင်တဲ့အထက်မှာ Homeland အခြေဆိုင်စစ်ကောင်စီတပ်ပါတယ်လို့ SNA ရဲ့တပ်မဟာ982ကနေထုံနှုတ်စစ်သား900လောက်ထိထတ်တိုးထားပါတယ်။ဒါကဗမောက်မျိုးကနေမဆုတ်ခင်မူလရှိနေတဲ့ SNA တပ်သားတွေနဲ့ဆို လက်ရှိအင်အားကတော်တော်များတယ်လို့သတိတိုင်းအထက်ပိုင်းစီရီသတင်းရင်းမြစ်ကပြောပါရယ်လက်ရှိအင်အားကထောင်ကနန်းမလျော့တော့ဘူးလို့အဲ့ဒီစီရီသတင်းရင်းမြစ်ကဆက်ပြောတာပါတိုက်ပွဲအခြေအနေတွေကြောင့်မြို့အနီးတစ်ဝိုက်ကခြေရွာ15ရွာဝန်းကျင်နဲ့မြို့ပေါ်ရက်ွက်၄ခုကပြည်သူတွေဟာဘေးလွတ်ရာရှောင်တိမ်နေကြရပါတယ်။တချို့ခြေရွာတွေကအသက်လူပြေးရှောင်လာရလို့စားတောက်စရာအဝတ်အထည်စောင်းချင်းထောင်းတွေလိုအပ်နေတယ်လို့ဗမောက်ပအဖာကမင်းညပိုင်းမှာအသိပေးပါရတယ်။ဗမောက်မြို့အနီးမှာဆက်ရှောင်နေရတဲ့ပြည်သူ2000ဝန်းကျင်ရှိပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့လည်းစစ်ဆောင်အရေးကူညီနေသူတအုပ်ကဆိုပါတယ်။လက်ရှိမှာစစ်ကောင်စီဘက်ကတံပြန်ထိုးစစ်ဆင်လာတာနဲ့ပတ်သက်လို့ဗမောင်းမြို့အခြေစိုက်ကာကွယ်ရေးတပ်တွေကို People's Spring ကဆက်သွယ်မေးမြန်းနေသေးပါ။ဗမောင်းမြို့ကိုပြီးခဲ့တဲ့ September 20ရက်က NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကုတ်ကဲမှုနဲ့တိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်။ဗမောင်းမြို့ဟာ NUG လက်အောက်ခံတရင်တပ်ဖွဲ့တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့အင်းတော်မော်လူးနဲ့ပင်လယ်ဘူးမြို့အနီးမှာရှိပါတယ်ရှင်။